တွက်သူတို့နောက်မှာပဲ Naruto ကိုနေဖို့နဲ့အမိကောင်၅ကောင်ထိပိစပောင်မပြောင်းနိုင်ရင်ဘလို့မှနိုင်မှာမဟုတ်တဲ့အကြောင်းပြောပါရစေ။ဒါပေမဲ့ Naruto ကလည်းသူတယောက်တည်းမဟုတ်ပါဘူးလို့ပြန်ပြောတာကြောင့်ရှင်မီးက Kurama နဲ့ Naruto အတိုင်ပေါက်ညီသွားရပြီဆိုတာကိုချိန်မိလိုက်ပြီးသူ့မှာအစွမ်းနဲ့အများကြီးရှိနေပြီဖြစ်တဲ့အကြောင်း Naruto ကလည်းပြောပါရစေ။အဲဒီနောက်၁၆နှစ်တိုင်တိုင်ချိန်ပေးထားတဲ့လောင်ရင်တော့ကိုကင်လိုက်ပြီးတချင်ကလူတွေဝိုင်းပယ်ခဲ့ကြတဲ့ကောင်လေးကတခြားသူရဲ့ခံစားချက်ကိုနားလည်ပြတတ်တဲ့သူတက်နိုင်တာကိုအကောင်ဆုံးလုပ်တတ်တဲ့ Iruka Sensei ရဲ့အတော်ဆုံးကြောင်းမှဖြစ်လာခဲ့ရင်းနဲ့လူတွေထင်လို့မကောင်းဆိုးအမည်ခွင့်မဟုတ်ပဲကိုနိုဟာယာသာ Uzumaki Naruto ရဲ့လို့ဖြစ်လာခဲ့ပြီးဖြစ်ပါတယ်။ အဲဒါကြောင့်ပဲကုရမကိုရိုင်ကလည်းမြေခွေးမိစ္ဆာတကောင်မဟုတ်တော့ပဲကိုနော်ဟာရွာသားတယောက်ရဲ့တွဲဘက်ရှိလို့ဒီကုရမဖြစ်တဲ့အကြောင်းနာရူတိုကပြောရင်ကိုမီလာအိမ်ကိုဖွင့်လိုက်ပါတယ် ်ဒါအစီမရှိရတဲ့ကုန်းမချာကရာတွေကနာရူတွေကိုယ်ထဲမှာစီးပင်းလာတဲ့အတွက်ပုံမှန်ချာကရာမဟုတ်အတွင်တော်မဟုတ်တော့ဘဲစတဲ့ကြောင်းလဲလာပြီးဖြစ်ပါတယ်။ရှင်မီကလည်းအန်အောသွားတဲ့အချိန်မှာအမီကောင်းတွေရဲ့ Chevy Bolt တွေကလည်းစုပြုံလာတော့မှဖြစ်တဲ့အတွက်ဆာရာချီကသူ့ရဲ့မန်ဂီယိုရှာရင်းကန်းနဲ့ဖြောက်ဖို့လုပ်ပါတယ်။ဒါပေမဲ့ဒီလောက်အများကြီးကတော့ဘလို့မှမဖြစ်နိုင်တဲ့အတွက်ဂိုင်ကလည်းရှစ်ခုမြောက်ခဲကိုဖွင့်ဖို့လုပ်နေတဲ့အချိန်လင်းမြန်တဲ့အလင်းတန်းတစ်ခုနဲ့တူ Chevy Bolt တွေကဘေးဘက်ဝင်ကြီးတောင်ဝင်းစီကိုရောက်သွားပါတယ်။ဆာရာချီကလည်းအဝါရောင်အလင်းတန်းထဲမှာသူ့ဆရာမီနန်တို့ကိုတွေ့လိုက်ရတဲ့အကြောင်းအန်အောသွားပြီ။အဲ့ဒါက၄ယောက်မြောက်ခိုးကလည်းဒါသူ့တပည့်ဖြစ်တဲ့ Kurama ပေါင်တဲ့ Uzumaki Naruto ဖြစ်နေရတဲ့ နှစ်ယောက်လုံးကအံ့အားတင်သွားကြပါတယ်။ KB's ဘောတွေအကုန်လုံးကိုတစ်ချက်တည်းနဲ့ဖိနိုင်တဲ့တဲ့အတွက်ထိုဘီကလည်းခါခါချီလို့ကိုပဲအမီအောင်နေတဲ့တိုက်ခိုက်ပါတယ်။ဒါပေမဲ့ Naruto ကတော့ border ဖြစ်သွားတဲ့ကုရမအားကိုလည်း KB's ပေါင်းဟောက ပြောင်းလိုက်ပြီးရှေ့ကနေကာဝေးထားလိုက်ပါတယ်။နိုင်ချေချကရာနဲ့သူအမီအောင်ပုံစံဟောကပြောင်းသွားနိုင်တဲ့ Naruto ကအကုန်လုံးကလည်းမစက်အဟောင်းသားဖြစ်ကုန်ကြပြီးခါခါချီနဲ့ Dai ကလည်းကိုမီရဲ့ချကရာ body ရဲ့ရောက်နေကြပါတယ်။ ဒါလို့တော့ကိုဝါနဲ့တန်ချောင်းတွေကိုရှာဖို့လုပ်ပေမဲ့သူတို့ရဲ့ပထမဆုံးအမိခပုံစံပြောင်းတာဖြစ်တဲ့အတွက်အချိန်ကအရန်ကြာမှာမဟုတ်ပဲ9မိနစ်လောက်ပဲရမှာဖြစ်တဲ့အကြောင်းကူရာမားကလမ်းသတိပေးပါတယ်။ဒါပေမဲ့နာရူတိုကတော့9မိနစ်ဆိုတဲ့အချိန်ကလုံလောက်ပဲဆိုတာထက်ပိုတဲ့အကြောင်းပြောလိုက်ပြီးသေပြီးဆိုတဲ့ကောင်ကြီးစီကတန်ချောင်းတွေကိုလိုက်ချပါတယ်။ရှင်မီကလည်းသူ့ကိုနောက်တစ်ခေါက်ဂျိုးနေဝဲဖို့လုပ်နေတဲ့ငါမီကိုနှစ်ခါတော့မရဘူးလို့ပြောရင်းနဲ့တီးပစ်လိုက်ပါတယ်။ကူရာမားပေါင်တဲ့နာရူတိုကတန်ချောင်းတွေရဲ့တီးနေရအကုန်လုံးကိုရှာတွေ့သွားပြီးဖြစ်တဲ့အတွက်သူထင်တာကတည်းကပိုတော်နေတဲ့နာရူတိုကိုအပြည့်ရှိမှုထိုးပြီးကအမိခအမိခစုပေါင်းသေပြီးစပေါ်ကိုထုတ်လိုက်ပါတယ်။ဆိုင်တို့ကလည်းနာရူတိုကိုပဲယုံကြည်ထားကြ တာကြောင့်လေ့ကျင့်ရေးအချိန်မှာတက်ကန်တိုးပြီးတစ်ခါပဲလုံနိုင်ခဲ့တဲ့ TV Sport ကို